ကြောင်းကတော့ basic principle of america constitution and democracy အဲ့ဒီခေါင်းစဉ်အောင်မှာစာရုပ်ပဲချက်တွေသိဖို့လိုလဲဆိုတော့ civic rights and duty of citizen citizen အဲ့တော့နိုင်ငံသားတွေရဲ့ရာသင်ကြားလိုက်တဲ့အခွင့်အရေးတွေရဲ့နိုင်ငံသားတွေရဲ့လှုပ်ဆောင်ရမယ့်တာဝန်တွေကို civic လို့ခေါ်ပါတယ် civic ကမြန်မာလိုဆိုရင်တော့ပြည်သူညီတီပေါ့နော်နိုင်ငံသားနိုင်ငံသားတွေရဲ့အဲဒီကျင့်ဝတ်ပေါ့နော်အဓိကလောက်ရမယ့်တာဝန်ကျင့်ဝတ်ကို civic လို့အဓိပ္ပာယ်သတ်မှတ်ပါတယ်နောက်ချက်ကကျတော့ government political unit that exercise authority and perform functions for its people အဲ့တော့နိုင်ငံသားတွေရဲ့နိုင်ငံသားတွေအတွက်လှုံ့ဆော်ပေးရမယ်ဖော်မြချက်တွေနောက်တစ်ခုက authority ကိုတုံးပြီးတော့ authority ကိုလက်တွေ့ကျင့်သုံးနိုင်တဲ့ political unit တစ်ခုကို government လို့ define လုပ်ပါတယ်နောက်တစ်ခုက politics process or governance အဲ့တော့ဒီအုပ်ချုပ်ရေးဖြစ်စဉ်တစ်ခုလုံးကို politics လို့ခေါ်ပါတယ် the rise of modern government အဲ့ဒီအပိုင်းမှာဆိုရင် mana kata ရောနဲ့ပတ်သက်ပြီးတော့အဓိကတည်ထားဖို့လိုအပ်ပါတယ်အဲ့တော့ mana kata ဆိုတာက1215မှာအင်္ဂလန်ဘရင်ဂျွန်ကနေလက်မှတ်ရေးထိုးထားတဲ့စာချုပ် document ကို mana kata လို့ခေါ်ပါတယ် အဲ့တော့မန္နာကတာကိုလက်မှတ်ရေးထိုးပြီးရဲ့နောက်ပိုင်းမှာသူတို့မော်နာကီစနစ်ကချုပ်ငင်းသွားတယ် ုံချင်းသွားတယ်အဲ့တော့ဗဂျင်လဲပဲ citizen တွေနဲ့အတူတူဥပဒေကိုအတူအတူတကွာလိုင်းနာမယ်အဲ့တော့ဗရီတရစ်စနစ်ကျောင်းရင်းသွားရဲဆိုတဲ့တော့ပါပဲ။အရင်တော့အလိုဘယင်းတွေမှာ absolute power နော်ပိုင်ဆိုင်မှုတွေမရှိတော့ပါဘူးနော်။မန္နာကာတာဆိုတာကဘယင်းတွေအဲထင်းနိုင်ကျဲလို့မရအောင်လှုပ်ချင်နိုင်လှုပ်လို့မရအောင်လို့သူတို့ချုပ်လိုက်တဲ့အဲဒီ limit သူရဲ့ power ကို limit လောက်လိုက်တဲ့စာချုပ်ကိုမန္နာကာတာလို့ခေါ်ပါတယ်။ တော့ဒီ Magna Carta ဆိုတာကဒီ Great Charter နော် Great Charter ရဲ့ဒီ Latin အဲနော် Latin ဘာသာစကားအနေဖြစ်လာတာဖြစ်ပါတယ်အဲ့တော့အင်္ဂလန်ကအရင်တုန်းကမော်နာကီဘယင်စနစ်ဖြစ်တယ်နောက်ပိုင်းမှာကျတော့ เนาะဘရင်တွေရဲ့အာဩဇာအာဏာကြီးမားလာခြင်းကိုအာပြည်သူတွေအနေနဲ့မနစ်သက်တဲ့အခါမှာကြတော့เนาะပြည်သူတွေဘက်ကနေအာ protect ဆန့်ကျင်လာကြတယ်။ဒါကြောင့်မလို့သူနောက်ဆုံးမှာတော့ဒီမန္နာကာတာကိုဒီမှာလက်မှတ်ရေးထိုးလိုက်ပါတယ်။အဲ့တော့ပုံကိုကြည့်ချင်းအပြင်တည်နိုင်မှာပါ။ဘရင်အနေနဲ့သူဒီစာချုပ်ကိုဒါအာသူ့ရဲ့အလိုဆန္ဒမပါဘဲနဲ့เนาะဟို လက်မဲ့ထိုးလိုက်ရတဲ့သဘောမျိုးပါပဲเนาะဘေးနားမှာအဲဒီမှာဖော်ရဟမင်းကြီးတွေနောက်တခြားဒီစစ်တီတော်တွေပေါ့เนาะဒီနားမှာသူဝိုင်းထားတာကိုတွေ့ရပါလိမ့်မယ်ဒါကြောင့်မလို့ဒီမန္နာကာတာဆိုတဲ့အထောက်ထားကဘယင်တွေရဲ့အုပ်ချုပ်ရေးကို limit လောက်လိုက်ပြီးတော့မှเนาะသူ့ရဲ့ decision တွေကเนาะအဲသူ့သူ့ရဲ့ decision တွေကိုအဲဟိုစောင့်ကြည့်ရမယ်เนาะစောင့်ကြည့်စောင့်ကြည့်နေမဲ့ပုံစံတွေဖြစ်ပါတယ် တစ်ချက်တည်းမှာပဲเนาะဘာတစ်ချိန်တည်းမှာပဲဘာထက်ပြီးတော့ပေါ်လာလဲဆိုတော့ဒီ heaviest corporate ဆိုတဲ့ဒီ legal doctrine ပေါ့အဲ့တော့တရားဝင်မူဝါဒတစ်ခုပေါ်လာပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီ heaviest corporate ဆိုတာကသူကက discrimination နဲ့ဆိုင်ပါတယ်အဲ့တော့ discrimination ကဒါလူမျိုးရေးခွဲခြားတာပေါ့ အဲ့တော့အင်္ဂလန်မှာကနော်အင်္ဂလန်မှာတော့ discriminate ကကြတော့သူကဒီဘာသာရေးနော်ခွဲခြားဆက်ဆံမှုတွေရှိတယ်သူတို့ဘာသာရေးဂိုင်းတွေအချင်းချင်းဒါအာခွဲခြားဆက်ဆံတာတွေရှိနေ။နောက်ဟိုဒီဟို เนาะอเมริกันมาဆိုလဲဒါလူလူလူမဲ discrimination ရှိတယ်ပေါ့အဲ့တော့ဒီ heaviest corporate ဆိုတဲ့အိမ်ဝဲကလူတယောက်ကเนาะ discriminate အဲလောက်ခံရတဲ့ပုံကိုเนาะသူ့မတရားတာထောင်ချအပြစ်မရှိဘဲနဲ့အော်ဒီ evidence လုံခိုင်းလုံတဲ့ evidence မရှိဘဲနဲ့သူ့ကိုထောင်ချတဲ့အခါမျိုးမှာအဲ့တော့ တခါလေအဲ့လိုရုံးတင်ဖြစ်စေတာတွေပိုင်းမရှိဘဲနဲ့သူကတန်းပြီးတော့ထောင်ချတာပေါ့နော်အဲ့ဒီအခါမျိုးမှာဆိုရင်သူ့အနေနဲ့မတရားခံရတယ်အဲသူကအလုံးဝအပြစ်မရှိကြောင်းနော်ပြတာတဲ့အနေနဲ့ဒီ happy of coffee ဆိုတဲ့ဒီအနော်ဒီဥပဒေကိုတုံးပြီးတော့မှဒါတော့သူအဖြစ်ကနေလွတ်အောင်ရှောက်တင်လို့ရတယ်เนาะဒါကို happy as corpus လို့ခေါ်ပါတယ်အဲလိုလည်းခေါ်ပါတယ်အဲ့တော့ middle age ဒီအလယ်ခေတ် ကုန်ပြီးသွားတဲ့နောက်မှာဖျာတို့ဆခွန်နော်ဆရှိအားစုရောက်လာတဲ့အခါကျတော့အဲ့ဒီ kick ကို if of enlightenment လို့ခေါ်ပါတယ်အဲ့တော့လူတွေရဲ့ဒီအမ်အတိညာနေအပွင့်လာတယ်အတိညာနေပွင့်လာတယ်အဲ့ ဲ့ခေတ်ခါမှာဒီ scientist တွေနောက် philosopher တွေအများကြီးပေါ်ထွန်းလာခဲ့တာကိုတွေ့ရပါတယ်။နောက်တစ်ချက်ကကြတော့ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့တိုးတက်မှုကိုပြမယ်ဆိုရင်အာဒီ monarchy စနစ်နော် monarchy စနစ်ကုံသွားပြီးတော့မှ democracy ဘက်ကိုစပြီးတော့ခြေလှမ်းလာတယ်ပေါ့နော်။အဲ့ခါမှာဒီ democracy democracy အဲဥရောပတိုက်တော်တော်များများနော်ဥရောပတိုက်နိုင်ငံတော်တော်များများကိုဒါပြန့်နှံ့သွားတယ်ပေါ့နော်။အဲ့ထက်မှာ England, France, Holland and other European Indian powers also adopt adopt base or rifle individual during this period အဲ့တော့ဒီ democracy စနစ်เนาะဒီဥရောပတိုက်ကိုပြန်လာเนาะပြန်ပြန်လာတဲ့တခြားမှာပဲဒီ base or right ဆိုတဲ့ စနစ်ပေါ်လာပါတယ်အဲ့တော့ Bay of Rice ဆိုတာကလူတူးတယောက်ချင်းစီရဲ့ရာသင်ရတိုက်တဲ့လူခွင့်ရေးကို Bay of Rice လို့ခေါ်ပါတယ်အဲ့တော့ Bay of Rice ကဆက်ချက်ရှိပါတယ်အဲ့ဖက်ချက်နဲ့ပတ်သက်ပြီးတော့ဖရိုနောက်ဗီဒီယိုမှာအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်နောက်ချက်ကကျတော့ the philosophy dominant in this area emphasizes reason and individual right and angry government by the people အဲ့ဒီကမှာပေါ်လာတဲ့ဒီ philosophies တွေเนาะဒီအတွေးခေါ်တွေပေါ့အတွေးခေါ်တွေကဒီ alignment ကလာမှာเนาะအများကြီးဒီလူတွေပေါ်ကိုလွှမ်းမိုးလာခဲ့တယ်အဲ့တော့ဒီ philosophy အနေနဲ့သူတို့ကဒီဆင်းရဲဆုံးเนาะအာဆင်းရဲဆုံးတရားတွေနဲ့เนาะဆုံးဖြတ် နော်တရားမျှတမှုရှိစွာနဲ့တို့နော်ဆုံးဖြတ်တဲ့အအကြောင်းအရာတွေနောက်တစ်ခုကကြတော့ဒီ government ပေါ်ကိုလည်းနော်လူတွေရဲ့တဦးတယောက်ချင်းစီမှာရတင်ရတဲ့အခွင့်အရေးတွေရဲ့နောက်တစ်ခုတော့ပြည်သူတွေကနေတဆင် government နော်အစိုးရတဲ့တရားပေါ်ထွန်းလာအောင်လို့နော်ဒါ encourage နော် လုပ်ပေးတဲ့အခြေအနေတွေဖြစ်လာတယ်။အဲ့တော့အဲ့ခေတ်ကမှာเนาะ enlightenment philosopher တွေကဘယ်သူတွေရှိမလဲဆိုတော့ဒီ Adam Smith ရှိမယ်။အဲเนาะနောက်တစ်ခုက John Locke John Locke John Locke ကိုလည်းသိဖို့လိုအပ်ပါတယ်เนาะအဲ John Locke နောက်ကတော့ for tire เนาะသူကတော့အဲ United States ရဲ့ founder တွေလို့လည်းပြောလို့ရသလိုเนาะတကယ်ကိုအဲ့ဒီ เนาะ alignment ကာလာမှာထင်ရှားခဲ့တဲ့အတွေ့အခေါ်ပညာရှင်တွေအဲဒီနိုင်ငံရေးအဲနိုင်ငံရေးကဏ္ဍတွေမှာเนาะတိုးတက်အောင်ဆောင်ရွက်တဲ့သူတွေလည်းဖြစ်ပါတယ် အပြင်ထားတစ်ခုကဒါ Foundation and Structure of US Government အဲ့တော့ဖဖကပြောခဲ့တဲ့ဒီ John Locke ဆိုတဲ့ပုဂ္ဂိုလ်ပေါ့နော်သူကဒီ natural right ကိုစပြီးတော့အာပြည်သူတွေစီကိုစပြီးတော့သူကအာနော် introduce လုပ်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ဒီဟိုနော်သူ့ရဲ့ဒီ speech လေးတစ်ခုอ่ะပါလဲဆိုတော့ all mankind being all equal and independent no one out to harm another in his life health liberty and possession အဲ့တော့လူသားတွေအကုန်လုံးကအကုန်လုံးကတန်းတူညီညာမှုရှိရမယ်နောက်တစ်ခုကလွတ်လပ်တဲ့လူသားတွေဖြစ်ရပါမယ်เนาะအဲ့တော့သူတို့ရဲ့ဒီဘဝတစ်ချောင်းလုံးမှာအဲသူတို့ရဲ့ဒီ life day သူတို့ရဲ့ဇမားရေးသူတို့ရဲ့လွတ်လပ်ခွင့်တွေသူတို့ရဲ့ပိုင်ဆိုင်ခွင့်တွေပေါ်မှာအာเนาะဟို ဘသူကငါဒါနှောက်ရက်ဖြက်စီးတာမျိုးမရှိဘဲနဲ့ဒါလွတ်လပ်စွာရှင်သန်ရမယ်အခွင့်အရေးဒီ natural right ကိုစပြီးတော့ကျွန်တော်ကနေဒါမေးစပ်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ natural rights example တွေကဘာတွေလဲဆိုတော့ဆော့ဆော့ပြောခဲ့တယ်လို့ပဲလူတွေကကိုယ့်ရဲ့ဒီ life ကိုအာကိုယ်တိုင်းဘာဖြစ်လဲဆိုတော့ ဖန်တီးခွင့်ရှိရမယ်နောက်တစ်ခုကလွတ်လပ်ခွင့်ရှိရမယ် liberty လွတ်လပ်ခွင့်ရှိရမယ်နောက်တစ်ခုကကိုယ့်ရဲ့ဒီပိုင်ဆိုင်မှုတွေဟိုအာနော်ဒီကိုယ့်ရဲ့ security ကိုယ့်ရဲ့ဒီ profession တွေဟိုနော်ဒါလုံခြုံမှုရှိစေမယ်အဲနော်အခွင့်အရေးရှိရမယ်နောက်တစ်ခုကဒီ make a living နော်သူတို့ရဲ့ဒီအတမဝန်ချောင်းလုပ်ငန်းတွေမှာလည်းလွတ်လပ်တဲ့အခွင့်အရေးတွေရှိရမယ်နောက်တစ်ခုက have a family now practice religion နော်ဘာသာရေးလွတ်လပ်ခွင့်တွေဒါတွေအကုန်လုံးက ချရိုက်လို့ခေါ်ပါတယ် အဲ့ဒါက constitutional power ဖြစ်ပါတယ်အဲ့တော့ United States အအစိုးရကိုဖွဲ့စည်းတဲ့အခါမှာဒီဆော့ဆော့ကဒီ philosopher တွေเนาะအဲ့တော့16ရာစု19ရာစုမှာဒါထင်ရှားခဲ့တဲ့ philosopher တွေရဲ့သူတို့ရဲ့ဒီအတိညာတွေအဲသူတို့ရဲ့အထွေးခေါ်တွေအများကြီးလွှမ်းမိုးတက်ရောက်ခဲ့တယ်လို့ပြောလို့ရပါတယ်အဲ့တော့ philosopher တွေအနေနဲ့သူတို့ကဘာကိုအရေးပေးခဲ့လဲဆိုတော့ဘာကိုအလေးထားဆောင်ရွက်ခဲ့လဲဆိုတော့လူတွေမှာရှိတဲ့လူတိုးတယောက်ချင်းစီရဲ့ individual rights တွေနောက် popular sovereignty ဆိုတဲ့เนาะအချက်တွေကိုအဓိက privacy ကိုအဲ့လိုအတိအညာနေရအောင်ပို့ပေးခဲ့ပါတယ်အဲ့တော့ဆိုတော့ popular sovereignty sovereign individual right ကတော့တည်ပြီးသားပြီဆိုတော့ popular sovereignty ဆိုတာဘာလဲပေါ့เนาะ popular sovereignty ဆိုတာကเนาะကျတော့ဒီပုံလေးကိုကြည့်လိုက်ရင်သိပါမယ် အဲ့တော့မော်နာကီစနစ်เนาะအဲ့တော့မန္တကတာကိုเนาะချုပ်ဆိုပြီးရတဲ့နောက်မှာဖာရိုမော်နာကီစနစ်ကမရှိတော့ပါဘူးเนาะအဲ့ဒီအခါမှာဖာရိုအနေနဲ့အစိုးရတရားကိုဘယ်လိုရွေးချယ်မလဲเนาะအဲ့တော့ constitution ပေါ်လာမယ်เนาะ constitution နဲ့ဘုရင်ရဲ့ပါဝါတွေကိုသူတို့ကကန့်တတ်ထားလိုက်မယ်နောက်ပေါ်တက်လာမယ်အစိုးရတည်တူကို popular sovereignty အဲ့တော့လူတွေကနေအပြည်သူတွေကနေ the same force เนาะ for be for be ပြီးတော့မှဒါရွေးချယ်လို့ရတဲ့အခွင့်အရေးပေါ့အဲ့တော့ပြည်သူတွေအနေနဲ့နိုင်ငံရေးကဏ္ဍ မှာတကယ်ဝင်ဝင်ဒါပါဝင်လှုပ်ဆောင်နိုင်တယ်ပေါ့နော်ကိုယ်တိုင်ကိုယ်ကျအဲရွေးချယ်လာနိုင်မယ်လှုပ်ဆောင်နိုင်မယ်အဲ့ဒါကို popular sovereignty လို့ခေါ်ပါတယ် ဟုတ်ပြီအဲ့တော့ individual right เนาะအလူတူတယောက်ချင်းစီရဲ့အခွင့်အရေးတွေထဲမှာသူဘာတွေပါမလဲပေါ့အဓိကကတော့ဒီလူတွေရဲ့ right တွေကို bill right ထဲမှာเนาะထည့်ထားပါတယ်အဲ့တော့ bill right ဆိုတာဆိုတော့လူခွင့်ရေးပါလူခွင့်ရေး subject ရှိပါတယ် item မှာလူတူတယောက်ချင်းစီရဲ့ right တွေကိုထည့်ဖော်ပြထားပါတယ်အဲ့တော့ economic right တွေရှိမယ်เนาะ February လွတ်လပ်ခွင့်ရှိမယ်နောက် political right အဲ့တော့နိုင်ငံရေးအာနိုင်ငံရေးရဲ့ပြောချင်တာကเนาะဒီ freedom of speech လောလောဆောပြောဆိုခွင့်ရှိမယ်။ Now freedom of press ဒါကတော့နော်ရေးသားခွင့်ပေါ့နော်ရေးသားခွင့် freedom of press အဲ့တော့ဒီတရားစီရင်မှာဒါလောလောဆောရေးသားခွင့်ပေါ့အဲ့ဒါရှင်းရမယ်။ နောက်က personal right ရှိရမယ်အဲ့တော့ personal right မှာဆိုရင် तू ကဒီနော်လူရဲ့ product လုပ်ဖို့အတွက် तू လက်နဲ့ခြံဆောင်လို့ရတယ်ဆိုတဲ့အချက်တွေဒါ individual right ထဲမှာထည့်ထားတာကိုတွေ့ရပါတယ်နောက်တစ်ချက်ကကြတော့ဒီ principle of the constitution popular sovereignty အဲ့တော့ဒီ constitution မှာပါဝင်တဲ့အဓိကနော်အခြေခံနော်အချက်တွေကဘာတွေလဲပေါ့အဲ့တော့ constitution ရဲ့ဒီ frame mark เนาะအဲတော့ frame ချတဲ့သူတွေကเนาะ frame ချတဲ့သူတွေအနေနဲ့ဒီ new government အစိုးရတဲ့တကူကိုဖွဲ့စည်းတဲ့အခါမှာအဲသူကဒီလူတွေအနေနဲ့เนาะပြည်သူတွေအနေနဲ့နိုင်ငံကိုအုပ်ချုပ်မဲ့သူတွေကိုဘာဖြစ်လဲဆိုတော့သူကကိုယ်တိုင်ကိုကြတာ elect လုပ်လို့ရတယ်เนาะရွေးချယ်လို့ရတယ်ရွေးကောက်လို့ရပါတယ်အဲအဲ့တော့သူရွေးကောက်လိုက်တဲ့လူတွေကဒီ public official တွေเนาะအဲ့တော့အဲ့တော့ပြည်သူကနေထောက်ခံတဲ့ official တွေအနေနဲ့เนาะပြည်သူ တရလုံးကိုကိုစားပြုပြီးရအောင်ပါเนาะကိုစားပြုပြီးရအောင်ပါเนาะလွတ်လပ်ပြီးတော့မျှတာတဲ့เนาะဒီရွေးကောက်ပွဲတွေเนาะရွေးကောက်ပွဲတွေ နော်ရွေးကောက်ဖွဲ့တွေလုပ်ပြီးတော့မှဒါရွေးချယ်ရတော့နောက်တစ်ခုက citizen တွေအနေနဲ့အသက်ဆက်ရှင်နဲ့ပြည့်ပြီးရတယ်ဒါဖိုးပေးလို့ရတယ်ဆိုတဲ့အချက်တွေနော်ဒါကို popular sovereignty လို့ခေါ်ပါတယ်နောက်တစ်ချက်ကကြတော့ constitution ကိုစပြီးတော့ရေးတဲ့အခါမှာ US က constitution ကိုစပြီးရေးတဲ့အခါမှာအဓိကပါဝင်တဲ့အချက်ကတော့ we the people of the united states အဲ့တော့ဒီ US ကိုငါတို့ပြည်သူတွေအနေနဲ့နော်အာအဲ့တော့ပြည်သူတွေကနေကိုစားပြုတယ်ဆိုတဲ့အနေနဲ့ဒါသူ့ရဲ့ဒီ constitution ချူရှင်းရဲ့ဒါနေတန်းအစမှာ weather people ဆိုပြီးတော့စပြီးတော့ရေးထားတာကိုတွေ့ရပါတယ်အဲ့တော့အခုပြောသွားတာကတော့ sorry individual right နဲ့ popular sovereignty ဆိုတဲ့ဒီ key term တွေပဲဖြစ်ပါတယ် ဟုတ်ပြီအဲ့တော့ popular sovereignty ကိုစပြီးတော့เนาะမျိုးဆက်ချပေးတဲ့ပုဂ္ဂိုလ်ကတော့ Thomas Paine ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။သူကတော့ English American ဆိုင်ဆရာတဦးဖြစ်ပြီးတော့တစ်ဖက်မှာကြာလဲဒါဒီနိုင်ငံရေးစာပေတွေကိုရေးသားရဲ့ပေါ့เนาะရေးသားတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။နောက်တစ်ချက်ကကျတော့သူကဒီ universal sovereignty ဆိုတဲ့အသည့်ကိုအာ lesson gain နဲ့သူဖြစ်ပါတယ်။အဲ့တော့ဒီ universal sovereignty sovereignty ဆိုတဲ့အဓိပ္ပာယ်ကတော့ the right of all adults to vote အရေးရောက်ပြီးတဲ့လူတွေအားလုံး ိုင်းမှာ 4B ရဲ့အခွင့်အရေးရှိရမယ်ဆိုတဲ့အချက်ပါပဲအဲ့တော့ universal suffrage ကိုသူကစပြီးတော့နော်အော်စတင်ခဲ့တဲ့သူဖြစ်ပါတယ်အဲ့တော့ popular sovereignty ဆိုတဲ့အချက်က article 1နဲ့မှာ United States Constitution ရဲ့ article 1နဲ့မှာလည်းထည့်သွင်းဖော်ပြထားပါတယ်။အဲ့တော့ constitution ရဲ့ six principle အဓိက ချက်6ခုရှိပါတယ်။အဲ့ဒါက popular sovereignty ပါမယ်။ပြည်သူတွေကနေဖို့ပေးတာကို popular sovereignty လို့ခေါ်။နောက်တစ်ခုက judicial review ရှိမယ်။ limited government Now check out three branches of government, federalism, checks and balance. ဒီအချက်တွေပါဝင်တာဖြစ်ပါတယ်။အဲ့တော့ three branches of government က share video ထဲမှာလည်းအနည်းငယ်ပြောထားတာရှိပါတယ်။အဲ့တော့ three branches of government ကတော့သုံးခုရှိပါတယ်။ Executive ကနောက်က Judicial ရဲ့နောက် Legislative ကဆိုပြီးတော့မနိုင်သုံးခုနဲ့ဒါ United States ကိုအဓိကဖွဲ့စည်းထားတာ ဟုတ်ပြီအဲ့တော့ constitutionalization ဆိုတဲ့အကြောင်းပြောဖို့အတွက် constitution ရဲ့ function တွေကဘာတွေလဲဆိုတာသိဖို့လိုပါတယ်အဲ့တော့ပထမဆုံးတစ်ချက်အနေနဲ့ set of the government အစိုးရတရက်ကိုသူတို့ဘယ်လိုတည်ဆောက်မလဲပေါ့နော်အစိုးရတရက်ကိုသူတို့တည်ဆောက်ဖို့လိုပါတယ် fed of လုပ်ဖို့လိုပါတယ်နောက်ချက်က define the government အဲ့တော့အစိုးရနော်ဒီအစိုးရကဏ္ဍထဲမှာဥပဒေတွေနော်အဥပဒေတွေနော်ပေါ်ဆောင်ပေးဖို့လိုတယ်နောက်ချက်က protest versus right of american american နိုင်ငံ င်သားတွေရဲ့အခြေခံเนาะအခွင့်အရေးတွေကိုကာကွယ်ပေးဖို့လိုပါတယ်ဒါဒီ constitutionalism ဆိုတဲ့သဘောတရားပဲဖြစ်ပါတယ် limited government ဆိုတာကအုပ်ချုပ်တဲ့အစိုးရကို limit power ကိုဒီအာဏာကိုကန့်သက်ထားတာမျိုးကို limited government လို့ခေါ်ပါတယ်နောက်ချက်ကကြာ the rule of law เนาะဥပဒေစိုးမိုးရေးပါအဲ့တော့ citizen တွေเนาะ citizen တွေအဲဒီနိုင်ငံသားတွေရဲ့နောက်တစ်ခုက အစိုးရရဲ့နှုတ်နှစ်ဖက်လုံးကဥပဒေကိုချိုးဖောက်ခွင့်မရှိပါဘူးသူတို့တတ်မှတ်ထားတဲ့ rule of law ရဲ့အောက်မှာပဲအကောင်လုံးကတန်းတူလိုက်နာလေးစားမှုရှိပါတယ်ရှိဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ majority rule နဲ့ minority right ဆိုပြီးတော့နှစ်မျိုးတွေ့ရပါမယ်အဲ့တော့ majority rule ဆိုတာကအာဒီလူများစုအနေနဲ့အဲသူတို့မှာเนาะဒီ အဖွဲတောင်းနေဆိုပြီးတော့သူတို့ရဲ့ power ပေါ်ကို abuse mind of abuse နော်အဲသူတို့ရဲ့ power ကိုဒီနော်ဘယ်လိုပြောမလဲအလွဲသုံးစားလောက်ဟာလောက်တဲ့ပုံစံမျိုးတွေနော်မရှိတဲ့မှာနောက်တစ်ခုကကြာ respect the right of a minority အဲ့တော့လူနေစုရဲ့ညာညာလိုက်တဲ့အခွင့်အရေးတွေကိုလည်းဒါလေးစားတတ်ဖို့လိုပါတယ် minority rights ဆိုတာကကြာတော့ majority နော်အဲ့တော့ minority rights တွေကို အဓိကနော်တက်မှတ်ဖို့နော်အဓိကတက်မှတ်ထားဖို့ဆိုရင် majority rule တွေကိုနော်လူလူအများစုလိုက်နာရမယ့် rule တွေကိုလည်းကန့်သက်ထားဖို့လိုအပ်ပါတယ် ဟုတ်ပြီအဲ့တော့ rule of law နော် rule of law မှာအဓိကဘာတွေပါဝင်လဲဆိုတော့ fiber economic ပါမယ် now safety and security safety ဆိုတာလူတဦးတယောက်ချင်းစီရဲ့လုံခြုံရေးကို safety လို့ပြောမှာနော် security ကကြတော့ဒါနိုင်ငံတစ်ခုလုံးရဲ့ဒါလုံခြုံရေးကို security လို့သုံးပါတယ်နောက်တစ်ခုကကြတော့ political recovery အဲ့တော့နိုင်ငံရေးနဲ့နော်နိုင်ငံရေးနဲ့ fine နဲ့အချက်တွေပါမယ်နောက်တစ်ခုက public service နော်အဲဒီ လူမှုဝန်ဆောင်မှုပေါ့နော်လူမှုဝန်ဆောင်မှုအဲ့တော့ public service မှာဆိုရင်စားတော့ဘယ်ချက်တွေပါမလဲအော်ဘလိုဌာနမျိုးတွေပါမလဲဆိုရင်เนาะဒီအဲ police เนาะဒီ အကျမရေးတော့နောက်ပြီးတော့ဒီနော်ရှေရှဲနော်သူတဲ့ဒီဒီကတော့ရှေရှဲနော်ရှဲဘက်အဖွဲ့အစည်းတွေပေါ့ဒါကတော့ access to public service လို့ခေါ်ပါတယ်နောက်တစ်ခုကကျတော့ the rule of law မှာ equality under the law ဥပဒေအောက်မှာအကောင်လုံးကတန်းတူညီမျှမှုရှိရမယ်ဆိုတဲ့အချက်တွေနောက်ကဥပဒေက transparency နော်ပွင့်လင်းမြင်သာမှုရှိရပါမယ်နော် အခုက independent judiciary အဲ့တော့တရားစီရင်တဲ့သူတွေအနေနဲ့ကလွတ်လပ်စွာเนาะတရားစီရင်ခွင့်ရှိရပါမယ်။ Now accessible legal remedy เนาะဒါကတော့လူတိုင်းကဒီတရားစီရင်လို့เนาะဒီတရားစီရင်နိုင်ခွင့်ရှိပါတယ်။ဒီနေ့ငန်းစာဗီဒီယိုလေးကိုဆက်လက်လေ့လာဖို့ channel လေးကို like and subscribe လုပ်ဖို့မပြေပါနဲ့နော်။ ဆောင်းကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်။